အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဇင်ဘာ9ရက်နေ့မှာ Joseph Van ရဲ့ interview အကြောင်းကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်မနေ့ပြန်ဒီဇင်ဘာ6ရက်နေ့ပေါ့နော်6ရက်နေ့ US ဆိုတော့မနေ့ပြန်တစ်ဖက်ခါတော့ဖြစ်မှာပေါ့နော်ဒီဇင်ဘာ6ရက်နေ့မှာဆိုတော့ Joseph Van က UFC ရဲ့ champion title G ကို new you type ပွဲဝင်တော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမတိုင်ခင်လေးမှာသူ့ကို interview ရတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီတည်းမှာကျွန်တော်သဘောကျတဲ့ interview တစ်ခုလေး တော်ရမိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့သူကအရင်တုန်းကမတ်ယူရေးဆိုင်ခဲ့ဖူးတယ်လမ်းပေါ်မှာလည်းတောင်းချမ်းခဲ့ဖူးတယ်ရုပ်ကပေါ်မှာလည်းတောင်းချမ်းဖူးတယ်ပေါ့နော်ကျောင်းတွေမှာလည်းတောင်းချမ်းခဲ့ဖူးတယ်ပေါ့ဒီအရာတွေအားလုံးကိုသူကမလို့ချင်တော့ဘူးပေါ့နော်ဒီအရင်တုန်းကမတ်ယူရေးဆိုင်ခဲ့ဖူးတာတို့ကျောင်းတွေမှာရံဖြစ်တာတို့ရုပ်ကပေါ်မှာလမ်းပေါ်မှာရံဖြစ်ရံဖြစ်ဖူးတာတို့ကလုံးဝကိုမထိုက်တန်ဘူးဆိုမှပြောလာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုမဖြစ်ချင်တော့တာပေါ့အခုကတော့ဒီအာ professional တိုက်ပွဲအနေနဲ့ပဲကျွန်တော်ကပတ်ဆံရလာတယ်ဆိုတော့အဲ့လိုမျိုးလုံးဝရံမဖြစ်ချင်တော့ဘူးဆိုမှသူပြောထားတဲ့အရာလေးရှိတယ်ဒါတွင်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့အာဆွေးနွေးကြည့်အောင် right ကျွန်တော်ဗီဒီယိုပြပြီးမှပဲဒီ interview လေးကိုကြည့်ကြည့်အောင်သူရဲ့ interview များကြည့်တော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီ interview တွင်ကြားထဲမှာကျွန်တော်သဘောကျတဲ့ interview ကဒါပဲပေါ့နော် Alright hold on guys for a world title when I can respect that. I wanted to ask you this, right? Because I was watching you on a podcast the other day and you used to talk about you know how, how it was kind of rough for you growing up and things like that. Mm -hmm. And um, you you said, you know, I, I couldn't speak a lot of English, but it was like it was the head nod. You know what I mean? If I gave somebody the head nod, they knew what was up, you know. So like it, has that ever happened in the UFC? Like, has that ever been a situation like that? Or I calm down a lot, man. I calm down. So, သူကဘယ်လိုမေးလဲဆိုတော့သူဟိုရင်တော့က podcast တုန်းကပေါ့နော်သူအမေရိကန်ရောက်တုန်းကအင်္ဂလိပ်စာလည်းသိမပြောတဲ့ခါကျတော့လူရင်းလည်းခဏခဏအရာဖြစ်တယ်ဆိုတော့သူကစကားမပြောတတ်ဘူးဘာလို့လဲဆိုတော့ head nod လုပ်နေတယ်သူကောင်းကိုအဲ့လိုမျိုးပေါ့နော်ကောင်းကိုရှက်ကောင်းကိုလှုပ်တာမျိုးကောင်းကိုငုတ်တာမျိုးနဲ့လုပ်တယ်ပေါ့နော်အဲ့လိုနဲ့ရန်ဖြစ်တာစားခဲ့ဖူးတယ်ပေါ့နော် UFC ရဲ့အတိုင်းဝဲမှာအဲ့လိုမျိုးလုပ်လာဆိုမှမင်းနေတယ်ပေါ့နော်ဆိုတော့အခုထိဖြစ်သေးလားဆိုတော့မင်းနေတယ်ဆိုတော့ သူကဘယ်လိုပြန်ဖြေလဲဆိုတော့အခုနောက်ပိုင်းမှာအရင်တင်းကင်းလာတယ်ပေါ့နော်။ Now uh, I don't even want to get a sweep by no more you know what I mean it's not worth it. ဆိုတော့ဒီဘုန်းကြီးအကျွန်တော်ကအခုနောက်ပိုင်းမှာလမ်းပေါ်မှာတက်ပြီးမှအရင်ဖြစ်တာမျိုးကလုံးဝမလို့ချင်တော့ဘူးလေလုံးဝမထိုက်တန်တော့ဘူးဆိုမှပြောလာတယ်ပေါ့နော်။ I mean we now get paid to fight အခုအခုကတော့ဒီကမ္ဘာနော် bigger state ကမ္ဘာရဲ့ simbology မှာပေါ့နော်ဖတ်ဆံပေးပြီးမှပဲကျွန်တော်က ဒီတိုက်ခိုက်ရေးတွေလုပ်ခဲ့တာဆိုတော့လမ်းပေါ်မှာသွားပြီးမှရန်ဖြစ်တာပြီးလုံးဝမလို့ချင်တော့ဘူးဆိုပြောလာတယ် Hey, you know what I mean? So it's not worth fighting in the street no more, man. Uh, and I just think it's stupid. You know what I mean? So, lo, da ka long wa ma yu ye san da bae stupid phit de. No lan po ma tai cha la lo lu ru ni cha la lo a yes stupid phit de so pyo ni de bo no. About it le. So no ro about it la tai khai da le bo no lan po ma ba ro a tiao ni tiao cha ni cha da so ma ပြောလာတယ်ပေါ့ဒါကဂျိုးဆော့ဗိုင်းရဲ့ဘဝမှာပေါ့နော်တကယ်ပဲကြီးကြီးပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာတယ်ပေါ့နော်ဒူကူတိုင်ကလည်းလုံးဝကိုစင်စားခွေးချတက်တဲ့အွေရောက်လာတဲ့ခါကျတော့ဩဘသူအသက်ငွေပါသေးတယ်23 4ဆိုတာကလက်ရှိချိန်မှာတော့မှနော်လူငယ်တော်တော်များများကလမ်းပေါ်မှာတိုက်ပွဲလုပ်တာမျိုးရန်ဖြစ်တာမျိုးအမေနဲ့လုပ်တာပဲပေါ့ဒူကူတိုင်ကတော့လုံးဝနားလေသွားပြီပေါ့အဲ့ဒီကိစ္စလမ်းပေါ်မှာရန်ဖြစ်တာတော့ ဘာတဘာအကျူးမှမရှိဘူးပေါ့ဘာမှမထိုက်တန်ဘူးပေါ့နော်ဒါကတကူတကယ်ပဲမဲ့ယူရဆန်တာပဲဒါကအယူ stupid ဖြစ်နေတယ်ပေါ့ငါလုံးဝမလို့ချင်တော့ဘူးဆိုပြောလာတယ်ပေါ့နော် But you know what I mean to show you the toughest guy in the world or something like you know what I mean. So um, now I'm just calm down. ဆိုတော့နားလူလူတွေနားကျွန်တော်ကအမိုက်တယ်ကွာကျွန်တော်က toughest ပေါ့နော်အာတန်တယ်ဆိုတော့ပြချီယုံတက်တက်နဲ့လမ်းပုံမှန်ရန်ဖြစ်တာမျိုးကတော့မလုပ်တော့ဘူးအခုကကျွန်တော်ရန်တင်းငင်လာပြီဆိုမှပြောလာတယ်ပေါ့နော် So, go ahead, go ahead, Bono. I look like? Was it like you would walk up to somebody, and you know, kind of like lock eyes with them, and then it would just kind of be like a one of these, and then if they reciprocated it, then it was on? I'd just be sitting in the classroom, right? Like, let's say a new guy's come, and I just just follow him with my eyes, like just right here. And then if you sit down, you know, they look around. And then when you look at me, I'm like this. And then if you do this, အမီဝဆောင်းနန်ကောဝါဆရာအဲ့လိုပေါ့နော်သူကမင်းနေရယ်ပေါ့အဲ့ဆိုတော့လူတွေကလာတယ်ဆိုရင် class တို့မှာအကြောင်းတို့မှာလာတယ်ဆိုရင်တော့ main ကကြည့်ပြီးမှမျက်လုံးချင်းတိုးချိတ်ပြီးမှနော်ခေါင်းကိုငှိပ်ပြီးမှအဲ့လိုမျိုးစင်ခေါ်လာတယ်ဆိုမှမင်းနေတယ်မဟုတ်ဘူးလေကျွန်တော်ကခမ်းမအေးဆေးထိုင်တယ်တဲ့ဒါပေမဲ့ခမ်းမဝင်လာတဲ့လူတယောက်ကိုဒီမှာတေးတေးပြီးကြည့်နေတယ်မျက်လုံးတေးကြည့်နေတယ်သူတို့ထိုင်နေနေကြည့်နေတယ်တဲ့ဆိုတော့ဒီလူတွေကလည်းထိုင်တယ်ထိုင်ပြီးမှဟိုကြည့်ဒီကြည့်တော့နေကြတာပေါ့နော် အမြင့်လုံးချင်းစုံနေပြီဆိုရင်ကျွန်တော်ကကောင်းအဲ့လိုလုပ်တယ်ပေါ့နော်ကောင်းအဲ့လိုငိတ်ပြတယ်ပေါ့နော် head not လုပ်ပြတယ်သူတို့ကလည်းအဲ့လိုလုပ်တယ်ဆိုတော့ဒါကတော့ WhatsApp ဘာဖြစ်ချင်လဲဆိုတော့သဘောရောက်သွားပြီပေါ့နော်ခြားတော့မယ်ဆိုတဲ့အနေထားပြသွားပြီဆိုတဲ့သဘောပါ What was that? You know, and that's all it took. There you go. And you know, when I used to fight a lot in the street, I never let them point throw the first punch. I always throw the first punch because you know what I mean? You never know what they're gonna do. So So to got လမ်းပေါ်မှာယံဖြစ်တန်းယံဖြစ်တန်းရတဲ့ကျွန်တော်ကပဲပထမအဆုံးစထူတာတဲ့လုံးဝသူတို့ကိုပထမအဆုံးစထူခုမပေးဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကစထူကျွန်တော်ကစထူမှတဘောချတာတဲ့ဒါမှမဟုတ်ဘာလို့ဖြစ်မှလဲကျွန်တော်ဆက်ပြီးဘာလို့ဖြစ်မှလဲကျွန်တော်တို့မသိဘူးဖြစ်နေတယ်ဆိုတော့သူကအမေရမေစထူဘူးလို့နေတယ်ပေါ့နော်စထူဘူးလို့တယ်ဆိုမပြောတယ် Yeah I was through the first punch which is crazy because nowadays you talk about like I don't really have a strategy. Like I go in there and I see what they're gonna do, as opposed to like when you were younger, you were the guy that was gonna act first. So like I, I, was thinking about this the other day because we had we had a fight a long time ago. And so it was like, ni ကိုင်းနေမှာတိုက်ပွဲဝင်မှာဝင်တော့မယ်ဆိုရင် तू ကနီးနီးပညာစနစ်ပေါ်တော့နီးစနစ်ပေါ်တော့ strategy ni နီးမဟာဗျူဟာတိုက်မရှိဘူးလေအခုကွန်ထေးမှာဝင်ပြီးမှာ like it was Izzy and Yol Romero and a lot of people remember it as like let's say not the greatest title fight in the world you know what i mean but it was because we kind of got two counter strikers you know so like is there do you think there's ever going to be a point in your career because your style is based so much on what the other opponent is going to do so do style got based on but do style got about it so သူ့ရဲ့ပြန်ဖက်ကဘာတွေလုပ်မှလဲစူပီမားအခြေခံပြီးမှသူ့ရဲ့တိုက်ပွဲစာကဖြစ်နေတယ်သူကအဲ့လိုပေါ့နော်သူ့ရဲ့ strategy ဆိုတာ Joseph Van ကမရှိဘူးဒီလူပုံစံနဲ့ချမယ်လူပုံစံနဲ့နိုင်ရမယ်ဆိုတာမရှိဘူးသူကသူ့ရဲ့ပြန်ဖက်ပေါ်ရဲ့တုံ့ပြန်မှုကိုအခြေခံပြီးမှပဲသူ့ရဲ့ star ကဖြစ်သွားတာပေါ့နော် worry like man there might be one point where a guy's just standing there and i gotta wait for him to do something no no if if you ain't throwing a strike i'm gonna make it ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုင်းနေမှာဝင်တော့မယ်ဆိုတော့ကျွန်တော်ဘာလို့ရမှမတည်တဲ့ခြေနေမျိုးဖြစ်လာဆိုတာမင်းနေတယ်ပေါ့မဟုတ်ဘူးတဲ့ကျွန်တော်ကကိုင်းနေမှာရောက်သွားပဲဆိုရင်သူကအဆမထူဘူးဆိုကျွန်တော်ကအဆထူမှာပဲဆိုမှသူကပြောလာတယ်ပေါ့နော် and uh, it's not like i don't have much jab and things like that so i mean look at all my fight man uh there's no born joshua van fight you know what i mean so it's like uh if if they just you know fight you know fight ပွဲကိုကြည့်နေမယ်ဆိုရင်ကျွန်တော် fight ပွဲလိုမျိုးမရှိဘူးလို့ဆိုတော့ပြောနေတယ်ပေါ့နော် me that I make them throw and you know make them make that mistake and things like that. So 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 ka sa pwe lu me so no throw ko thu khai da myu shi de. အမားလိုခိုင်းတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးတမိတက်တက် pressure ပေးတာပေါ့နော်အာ I'm not just like a counter guy you know I can go um I can be a pressure guy too you know what I mean pressure guy too so တူကတိုင်ပင်ထူတဲ့လူတယောက်တောင်မဟုတ်ဘူးပေါ့နော် pressure လေးပေးတက်တယ်ပေါ့နော်ဖိအားလေးပေးတက်တယ်ဆိုမှပြောနေတယ်သူတိုက်ပွဲမှာပေါ့ And then there was another thing you were talking about and you know, you, you talked about the Roy Wall fight and you said, man, I, like, I don't like watching it back. I don't like the fight, the way that fight played out because I, I just found it very interesting because at such a young age, you kind of grasp the fact that, like, hey, it's about hitting, you know, hitting and not getting hit. And there's so many guys at a young age that are like, bro, I just want to get 50K. Like, I don't care what the fight looks like. I want the crowd to go crazy. Where you, on the other hand, are like, bro, I'm trying to like I'm trying to be in this game for a minute. I'm trying to be a champion. သူကမင်းနေပဲတချို့လူတွေကပေါ့တို့ဒီအခုနေ့မှာစပြီးဝင်တော့မယ်ဆိုရင်တော့ဒီ UFC တိုက်ခိုက်ပွဲမှာဆိုတော့ကိုကအထူးခံရမှာလားကိုကိုကသူမြတ်ကိုထူးခံရမှာလားဆိုတော့မတွေးကြတယ်လူထုကိုပြောအောင်လို့ကြတယ်ပေါ့နော်ပြီးတော့ဒီဒေါ်လာ9000ရတယ်ဆိုရင်ဂျင်းနဲ့ပြီးရပြီအရှုံးတော့အောင်တာထက်ပေါ့နော်အဲ့လိုမျိုးလုတ်တဲ့လူငယ်တွေများကြီးရှိတယ်ပေါ့ဗျာသူတို့ကလူထုကိုပြောအောင်ထားမယ်ဖန်တွေကိုပြောအောင်ထားမယ် ဒေါ်လာ900ရတယ်ဆိုတော့ရတယ်ဂျင်းနဲ့လည်းရှုံးတာပဲဖြစ်ဖြစ်အောင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့လူတွေအများကြီးရှိတယ်တဲ့ဒါပေမဲ့တစ်ဖက်မှာအဲ့လိုမဟုတ်ဘူးပေါ့ဂျိုးဆော့ဗန်ကဒီအာယုံဆိုင်တယ်ပေါ့ခမရရဲ့တိုက်ပွဲမှာအာယုံဆိုင်တာကျွန်တော်တို့တော်တွေ့မိတယ်တဲ့ဒါတော့မကဘူးဂျိုးဆော့ဗန်က roll roll နဲ့ roll fall နဲ့တိုက်ပွဲတုန်းကပြန်တော်မကြည့်ချင်ဘူးတဲ့သူကလေပြန်တော်မကြည့်ချင်ဘူးတဲ့ဆိုတော့သူကသူ့ရဲ့ဒီ championship title လို့ပွဲမှာတော်တော်လေးကိုအာယုံဆိုင်ထားတဲ့ဥစ္စာကိုသူကမေးတာပေါ့နော်တခြား fighter တွေနဲ့မတူတဲ့အကြောင်းကိုသူကမေးတာပါ And, and, like the less damage I take and the, the cleaner I look out there, that's going to play more to my advantage. Like, how soon did you pick that up? Was that before the Roy fight or was that like? So, do you do Joseph Van Ye mindset model? Do you allow to imagine two mune. Do that allow to all money? Uh, imagine two can be my pomp bar. I mean, no one which I would do a clean nature. I should do me that. So, I don't know, say the Taraga. roll void နဲ့ခမမချခင်မှာအဲ့လိုမျိုးဆက်သက်ထားတာလားဘေချင်းလုံးကဆပြလို့တာလဲပေါ့နော်သူတိုက်ပွဲပဲဝင်ဝင်မျက်နှာလေးကိုတန်တက်လေးဖြစ်အောင်ပေါ့နော်လုံးဝအထူးမခံပေးနဲ့အဲ့လိုမျိုးအဖြစ်ချင်တဲ့ဆက်သက်ကဘေချင်းကလည်းဆတာလဲဆိုမှမင်းနေတယ်ပေါ့နော် change have to happen after the roll void fight well uh a lot of my fight man i feel like i deserve the 50 g's a lot of times anyway so to up you နေတာတော့ကျွန်တော်ရဲ့တိုက်ပွဲတော်များများမှာပေါ့ဒီဒေါ်လာ ဒေါ်လာ9000ကိုရဖို့ထိုက်တန်လို့တော့ခံစားမိပါတယ်ပေါ့နော် so it's like i feel like i don't have to necessarily get hit just to get the 50 g's you know what i mean ဒါပေမဲ့ဒါပေမဲ့ဒေါ်လာ9000ရဖို့ရအတွက်ကျွန်တော်ကအထူးခံရမယ်အဲ့လိုမျိုးတော့ကျွန်တော်တဘောမကြဘူးအဲ့လိုမျိုးတော့မခံစားချင်ဘူးဆိုမှပြောနေတယ်ပေါ့နော် အများကြီးထူးခံပြီးမှဒေါ်လာ9000ရတာမျိုးတဲ့ပေါ့နော်သူကအဲ့လိုမျိုးတိတ်အာတိတ်စိတ်သေးမှမပါဘူးပြောနေတယ်ပေါ့နော် like a badass fight without getting hit. you know what I mean? So, man, ကျွန်တော်လုံးဝအထီးမခံပေးနဲ့ better fight ချန်ချန်တန်တန်ချချင်းနဲ့ဆိုမပြောနေရဘူးရော yeah do that like performance of the night or things like that like fight of the night man ဘာလို့အဲ့လိုမျိုးပေါ့နော် performance of the night ဒီညမှာတိုက်ပွဲအကောင်းဆုံးနော်ပြီး fight of the years တို့ပေါ့နော်လုံးဝတစ်နှစ်တာတည်းမှာတိုက်ပွဲအကောင်းဆုံးအဲ့လိုမျိုးပဲဖြစ်ချင်တယ်ဆိုမပြောနေရဘူးရော okay you know what i mean so like yeah ah dami dami ka tru ya ba se bo no fight of the year do the performance of the night ka tru ya ba se ki sa ma yu de da mae tu ka အဲ့လိုမျိုးအထီးမခံပေးနဲ့ပေါ့နော်အထီးမခံပေးနဲ့ badass style နဲ့လုံးဝအကြမ်းကြမ်းတန်းတန်းနဲ့ချာချင်တယ်ဆိုမှပြောနေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့သူကလုံးဝအထူးမခံချင်မှုဆိုတဲ့သဘောပါပေါ့နော်မျက်နှာတွေဖောင်းတာမျိုးမျက်စိတွေပေးတာမျိုးသွားတွေကျူးတာမျိုးနှာခေါင်းတွေကျူးတာမျိုးဖြစ်ချင်မှုပေါ့ကွာ။ I don't mind getting hit. I mean, I do because I'm a fighter and you know, I don't want to get hit, but it's like, man, it's better not to get hit. So, know? fighter, I mean, eh, bro, no? fighter, I mean, you know, go to Jada, but I'm a, you say, him, I don't know, but no? I'm a, မမထူပေးနဲ့လေနေလို့ရပါတယ်မခံပေးနဲ့လေနေဖို့ကျဆပါတယ်ဆိုမပြောနေတယ်ပေါ့နော် that's that's what i was saying yeah that's it that's it it's like man it's better not to get hit it's know? better not to get hit bon atu makan na pugaw ba le so ma tu pyo ni de bon so fighter ni ne blue be 22 ya ba le da mae atu makan na pugaw ba le so ma tu pyo ni de so tu ye sign ga tap pwe win me kun the ma cha me da mae tu mya lo ko myat na ko ya sia ma shi aw atu khan da myo lo tu ma chai bu so le tbo ba bon no And then you talked about like obviously people brought up the Rin and Kachoko Pantoja. That's gonna be a you know a main focus in training camp. But one thing you said, you said, listen, if it goes to the ground, like I'm going to submit him. You know what I mean? So, like, where did that confidence come from? Like, was there a certain guy in the training room? Was there a certain submission that you were constantly catching? So, Eddie. ten to submission guy phit submission ma yan tore lu tiao phit champion ji go bon lo so lo to cha nai phu ma cha pi nai phu confident mi 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 go go yong ji sai cha mo ga be ma with or is it just your overall game that you're so confident with that you can actually, you know, go out there and be able to submit a guy like Pantoja? Yeah, man, uh, it's just it's the confidence I have in my work. You know what I mean? Uh, the work that I put in the gym and things like that. So, uh, like in pinsim moon and low low bar to no car gym, my blow to the low down. What do you pinsim? Any poem, I've been moody be much no confidence. She have a woman, me go to Chamushira was a pure ladder. You know, Pantoja is a great jujitsu guy. You know what I mean? If you get your back, is he, he got you like 80% is done. You know what I mean? So, Pantoja got the jujitsu Mayan Tore Lutia Pinere. မင်းတော့တကယ်များမိသွားပြီဆိုတော့80%ကတော့သူကအပိုင်းရသွားပြီပေါ့နော်75 things like that so you know i i'm prepared for that too you know what i mean so ဒီအတွက်လည်းကျွန်တော်ကဒီ ပြင်ဆင်ထားပါတယ်တဲ့ဆိုတော့ Pento Chat ကသူ submission မှာရင်အကောင်းရယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုအဲ့ဒီ submission ရဲ့ကာကွယ်နည်းအနည်းပင်နည်းစနစ်တွေကိုသူ့ဖက်မှာလည်းကြိုတင်ပြင်ဆင်ထားတယ်ဆိုတဲ့သဘောပါ I'm more prepared for the ground game because, like, not a lot of people see my ground game, but uh, trust me, I'll be working on my ground too. So, uh, the ground game, my bonus, you know, got a piece in there. Lutomia, got to know, got ground game, my. ကစားတဲ့ပုံစံကိုမတွေ့ကြဘူးတဲ့ဒါပေမဲ့ယုံကြည်ကြပါတဲ့ဒီ ground game မှာလည်းကျွန်တော်ကအများကြီးပြင်ဆင်ထားတယ်တဲ့အဲ့ဒီတွက်မှာဘယ်လိုလုပ်မှာပြုတ်လာတယ် Joshua Van, final message to everybody that's tuning in this weekend and uh, everybody that's going to be in your corner supporting you this weekend. Uh, tune in this Saturday. You know, it's going to be a banger. Me and uh, Pantoja are going to put on a firefight. You know what I mean? So may the best man win come December 6th. Shawnee Mack will full. December 6th, December 6th, အတော်ဆုံးလိုတဲ့လူကပဲအနိုင်ပြအစီအနိုင်ရပြစီဆွေးမပြောလာတယ်လာကြပါအပိတ်ကြပါဆွေးမပြောလာပါတယ်ဆိုတော့ December 6ကတော့အားလုံးစောင့်မြုံနေတဲ့ပွဲကြီးပါပေါ့နော် Joseph Van နဲ့ Phantom Jaya တိုက်ပွဲကြီးကတော့လူတိုင်းတော်တော်များများကစိတ်ဝင်စားနေတယ်သူ့ရဲ့ interview တွေမှာကျွန်တော်သဘောကျဆုံးကတော့အရင်တုန်းကမတ်ယူရေးဆန်ခဲ့ဖူးတယ်လမ်းပေါ်မှာလည်းရန်ဖြစ်ခဲ့ဖူးတယ်အစားတဖြစ်ပြောနေတယ်ပေါ့နော်ဆိုတော့ဒီတခါတော့လမ်းပေါ်ရန်ဖြစ်တာမျိုး ကဘာမှာကျွန်တော်ကအမလို့အမိုက်ဆုံးနော်အတောက်တင်အားတောက်တင်ဆုံးဘာငယ် the strongest person ဖြစ်တယ်ဘာငယ်အဲ့လိုမျိုးပြတာဖူပြတာချင်တာနဲ့လမ်းပေါ်မှာရံဖြစ်တာမျိုးကလုံးဝကိုမယူရဆန်းခဲ့တယ် stupid ဖြစ်နေတယ်ဘာမှမထိုက်တန်ကြီးတဲ့ကိစ္စကြီးပေါ့နော်အဲ့လိုမျိုးကျွန်တော် လုံးဝလမ်းပေါ်မှာရံဖြစ်ချင်တာရံဖြစ်တာမျိုးကိုမလို့ချင်တော့ဘူးဆိုမှပြောလာတယ်မထိုက်တန်ဘူးဆိုမှပြောလာတယ်ပေါ့နော်ဆိုတော့ခုနောက်ပိုင်းကျွန်တော်ကအရန်တင်းငင်းလာတယ် very calm down ဖြစ်လာတယ်ဆိုမှသူကပြောတော့တာပါဆိုတော့ တကယ်လို့များကွာသူရဲ့ fine နဲ့ပတ်သက်ပြီးမှမေဆွေကြည့်ရှိသူမေဆွေအနေနဲ့စိတ်ဝင်စားရဆိုရဆိုတော့သူရဲ့တခြား interview တွေကိုလည်းနောက်ဆက်နောက်မှပဲပြန် disappear မယ်ပေါ့နော်ဒီတစ်ခါတော့ဒီလောက်နဲ့ပဲနားပြစေခုလိုမျိုးကြည့်ရှုအားပေးတဲ့မေဆွေအားလုံးပေါ်မှာကျေးဇူးတင်တယ်